အခါတပါးဦးဇင်းတို့မြတ်စွာဘုရားရာဇဂျုံမြို့မှာဟိုဘုရားဖြစ်ပြီကစားဝါဆိုတော့လေမြတ်စွာဘုရားမှာအင်မတန်ကြီးကျယ်တဲ့တကူနဲ့ပြည့်စုံတဲ့ယဟန္တာကြီးတွေအများကြီးရှိတယ်။အဲ့ဒီမှာရှင်မာမောက္ကလန်ရဲ့ရှင်ရှင်လက္ခဏာရဲ့ဒီရာဇဂျုံမြို့ဘေးမှာရှိတဲ့ဖေးစကုတ်တောင်ပေါ်မှာသတင်းသုံးရအဲ့ဒီလိုသတင်းသုံးရင်းနဲ့တနေ့တော့ဆုံးကံကြွလာကြ။ဆုံးကံကြွပြီးတောင်ပေါ်ကဆင်းလာတော့ရှင်မာမောက္ကလန်ကိုရောမြတ်ကြီးကပြုံးနေတဲ့လေထဲကိုကြည့်ပြီးပြုံးနေ။ပြုံးတဲ့အခါကျတော့ရှင်လက္ခဏာကမြင်တယ် မလည်းမသိဘူး။မမြင်ရလို့လည်းမသိဘူး။သူကဘာမှမမြင်ရဘူး။အဲ့ဒါနဲ့အရှင်ဘုရားဘာကြောင့်ပြုံးလို့။အခုမမေးလေးနဲ့။အိုး။ခရီးရှိရောက်ပြီးလူစုံတက်ဆုံပြီဆိုမှမေး။အဲ့ဒီမှာဆုံးကသွားဆုံးဖုံးပေးပြီးတော့ရသော်ဘုရားဒီကိုသွားပြီးတော့ခရော့ကြ။အဲ့ဒီမှာတန်ခါပေးတဲ့တည်းအကုန်စုံတဲ့အချိန်ကြမှာ။အရှင်လက္ခဏာကမေးတယ်အရှင်ဘုရား။ဂိစကုတ်တောင်ပေါ်ကရှင်တုံးကအရှင်ဘုရားပြုံးတယ်။အဲ့ဒါခရီးရှိကြမှာမေးဆိုတော့ပြီးတော့အခုမေးတယ်။ရှင်ဘုရားဘာလို့ပြုံးလဲ။အဲ့ဒီမှာရှင်မာမောက္ကလံကပြောပြတယ် အဲ့ဒီငါ Facebook တော်မှာကတို့နှစ်ယောက်ဆင်းလာတဲ့အခါလေထဲမှာတဲ့အယိုးကြီးပဲရှိအထဲထဲမှာကလီစာအပြည့်ရှိအဲ့ဒီပြိတ္တာတဲ့ဘက်မှာလေထဲမှာပြန်းနေတယ်ပေါ့ပေါ့တဏ္ဍာကိစ္စမဟုတ်ဘူးတော့ဒကာကြီးမိုင်းပြအေးအဲ့ဒါကြီးတွေလင်းတာတွေကအဲ့ဒီအယိုးရှားတွေကနေပြီးတော့အဲ့ဒီအသေးနှလုံးတွေဥတွေကိုထိုးတယ်အဲ့ဒီမှာအဲ့ဒီတိတ်တာဟာနာကျင်လို့လို့អော်တယ်တဲ့အဲ့ဒါကိုလည်းပဲသူချားတယ်တဲ့ရှင်မောက္ခလာဆိုတာဘုရားပြင်းရတဲ့ဘုအကြီးဆုံး ်ရှင်လက္ခဏာယဟန်တာမမြင်ရဘူးတခါကြီးမိုက်ရနော်အရှင်လက္ခဏာမမြင်ရဘူးဘယ်သူမြင်ရလဲရှင်မမောပလံမြင်ရတယ်အဲ့တော့ရှင်မမောပလံကကြည်ပြီးတော့အင်မတန်လဲသနာတယ်ဩဒီလိုယုံ nant ရှိတဲ့တတ္တဝါဆိုတာလောကကြီးမှာရှိနေသေးပါလားအောင်းဆရာပေါ့လိုက်တာနော်တခါကြီးမိုက်မြဒီလိုတတ္တဝါဆိုတာလေလောကကြီးမှာရှိနေသေးပါလားဒကာမတို့ကိုကျင်းလို့ဘာမှမမြင်ဘူးနော်လောကကြီးဆိုတာအင်မတန်ကျယ်တယ်အင်မတန်နဲ့ဆိုင်နေဟုတ်လားအေး အဲ့ဒီမှာသူဆက်ပြီးတော့စဉ်းစားတာလေးကိုဦးစင်ကသဘောကျတယ်။ဘာလဲဆိုတော့ငါမှအဲ့ဒီလိုဖြစ်နိုင်တဲ့အခြေအနေမျိုးလုံးဝမရှိတော့ဘူး။အဲ့ဒီမှာသူ့မှာရှိထားတဲ့အရည်အသွေးကိုသူပြန်စဉ်းစားပြီးတော့စိတ်ထဲမှာပီတိဖြစ်တယ်တဲ့။ဟိုပြိတ္တာကိုမတနာလို့ပီတိဖြစ်တာမဟုတ်ဘူးနော်။သူ့မှာအဲ့ဒီသဘောမျိုးတွေမရှိတော့တဲ့အတွက်ကြောင့်ဝန်တာလို့သူပြုံးရနေတာ။ကဲခင်ဗျားတို့ကျတော့အဲ့ဒါလိုပြုံးနိုင်လား။မပြုံးနိုင်ဘူး။ဟုတ်လား။အခွေတွေဝတ်တွေမြင်နေတယ်။ ဲသူတို့ကအမှတ်တမဲ့သွားနေကြတာလေမြတ်စွာဘုရားကတော့သတိပေးတယ်အစသာရရသတိပေးတယ်သိပြီးတော့နေကြတဲ့အစဉ်တန်းနေတဲ့တတ္တဝါကိုတွေ့ရင်စဉ်းစားရမေးတယ်ဘလို့စဉ်းစားရလဲငါတစ်ချိန်လုံးကဒါမျိုးဖြစ်ခဲ့မှုတွေစဉ်းစားရမေးတယ်နောက်တစ်ခါကြီးမြတ်သိပြီးတော့အစဉ်တန်းမြင့်တဲ့ကြီးကျယ်တဲ့တတ္တဝါကိုမြင်ရင်လည်းစဉ်းစားရမယ်ငါတစ်ချိန်လုံးကဒါမျိုးဖြစ်ခဲ့မှုတွေစဉ်းစားရမယ်ဆိုလိုတာကဘာအထင်ကြီးခြင်းအထင်သေးခြင်းဆိုတာနည်းအောင်မြတ်စွာဘုရားကပြောပြဟုတ်လားအေး ခုရှင်မမောပလံကိုရောမြတ်ကြီးကဗားတဲ့တော့ငါမှဒီဟာမျိုးကိုဖြစ်စေတတ်တဲ့မျိုးစေ့တွေဓာတ်တတိညှဉ်းလွှမ်းမှုတွေဘာမှမရှိတော့ဘူးဒါကြောင့်ငါဘုန်းဟာကတော်တော်ကောင်းသွားပြီဆိုသူပြောတာအဲ့ဒီလိုပြောတော့မြတ်စွာဘုရားကမိတ်နဲ့ပြင်မဝနေခြေသားလိုငါရဲ့တပည့်တွေဟာညံအမြင်နဲ့ပြည်စုံပြီးတော့နေကြပါပြီစွတ်မပြုတ်ပုံလေးတိတိကျကျအဲ့လိုပြောတယ်နော်တကယ်ကြီးမိုက်တယ် အဲ့ဒီပြိတ္တာကိုတဲ့ငါဘောဓိပင်နဲ့ရွှေပလင်းအောက်မှာငါဖျားဖြစ်ကလေးကစပြီးမြင်နေတဲ့မြတ်စွာဘုရားကဒါပေမဲ့ငါဘယ်သူမှမပြောဘာဖြစ်လို့လဲဆိုတော့မမြင်တဲ့တတ္တဝါတွေကမယုံလို့ရှိရင်ဒီပုဂ္ဂိုလ်ရဲ့လက်ကရှောက်ပြောနေတယ်ဆိုလို့ရှိရင်အဲ့ဒီလူမှာဘာဖြစ်မလဲအကုသို့ဖြစ်အဲ့ဒီလူအပြစ်ဖြစ်မှာဆိုလို့လုံလောက်တဲ့တသက်ကိုလည်းမရသေးလို့မြတ်စွာဘုရားမပြောတာဒါလေးတွေလည်းနီးယူတရားပဲเนาะတခါကြီးမိုက်ပြန် တစုံတစ်ခုကတခါတလေကိုတယောက်တည်းသိတယ်တသိကမရှိဘူးဘာမပြောနဲ့နော်အခုမြတ်စွာဘုရားဒီလိုပြောနေတယ်နော်တခါကြီးမိုက်မြဘာမရှိလို့မပြောတာလဲသက်သေမရှိလို့မပြောတာတဲ့အခုသက်သေရှိတဲ့အတွက်ကြောင့်ဆိုမြတ်စွာဘုရားကပြောပြတယ်ဟုတ်တယ်အဲ့ဒီတတ္တဝါဒီတစ်ချိန်လုံးကဒီရာဇဂျုံမြို့မှာပဲနွားတက်ပြီးတော့အသက်မွေးခဲ့တဲ့တတ္တဝါဖြစ်ခဲ့ဘူးတယ်လို့အဲ့ဒီမှာမြတ်စွာဘုရားကပြောပြတယ်